မင်္ဂလာပါဗျဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျဒီနေ့ကတောက်ကြနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်မတူညီတဲ့လီပြန်ဝဲလေးကူကနေပြီးတော့ဒီဘလုံးပွဲတင်လေးပွဲရှိရပေါ့နော်အဲ့ဒီလေးပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဒီပထမဆုံးပွဲစဉ်ကဒီနေ့ညဒီတနိုင်းမှာကစားမဲ့ဂျာမန်ဘွန်ဒက်လီကာပွဲစဉ်တွေပွဲဖြစ်တဲ့ဝူဘတ်နဲ့လိုက်စစ်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီဒီနေ့ ွဲစီရင်အကြီးကိုကျွန်တော်ပြန်ကြည့်ရင်လိုက်စစ်က level 25ပြားရှုံးမယ်ဘောနော်ပြီးတော့9ပေါင်းနေနေဆိုလို့ရှိရင်3ကိုသွင်းတရေအဲ့တော့ဒီဝူဘက်ကစားခဲ့တဲ့နောက်ဆုံးဘွန်ဒလီက10ပွဲကိုကျွန်တော်ပြန်ကြည့်ရင်9ပွဲကသူတို့မရှုံးအောင်ကစားထားတယ်ဘောနော်ပြီးတော့အင်ကွင်းမှာဆိုလို့ရှိရင်လည်းဝူဘက်ကဒီနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်4ပွဲသေးကြတယ်2ပွဲနိုင်တယ်ဒီ2ပွဲရှုံးတယ်ဘောနော်အဲ့တော့ဒီဝူဘက်ကအင်ကွင်းမှာဆိုလို့ရှိရင်သူတစ်ဖက်ကပြန်ပြတ်တွေကို ူမရှုံးအောင်ကစားထားနိုင်တယ်ဘောနော်ပြီးတော့ဒီဟူဘတ်ရဲ့နောက်ဆုံးကစားခဲ့တဲ့ဘွန်ဒက်လီက၃ပွဲကိုကျွန်တော်ပြန်ကြည့်ရင်တော့အဲ့၃ပွဲလုံးမှာသူတို့ကတိုက်စစ်ကဂိုးမရခဲ့ဘူးနော်ပြီးတော့ဒီဟူဘတ်ကစားခဲ့တဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ၄ပွဲကဒီနှစ်သင်းပေါင်းသွင်းကိုညည်းခဲ့တယ်ဒီဒီနှစ်သင်းပေါင်းစုစုပေါင်း၃ကိုအောက်ကိုရောက်ခဲ့တယ်ဗောနောပြီးတော့ లై စစ်ကစားခဲ့တဲ့ဒီပြိုင်ပွဲဆိုနောက်ဆုံး၉ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီ లై စစ်ကအဲ့၉ပွဲမှာဆိုလို့ရှင်သူတို့လုံးဝနိုင်ပွဲမရသေးဘူးပြီးတော့ ဒီဘွန်ဒလီကမှာဆိုလို့ရှိရင်လည်းလိုက်စစ်ကဒီသူတို့ကစားခဲ့တဲ့ဝေးဝင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူတို့နိုင်ခဲ့တာတဝဲပဲရှိတယ်ဗောနော်ဒီစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်9ပွဲရှုံးနေဒီ6ပွဲတည်ကြတယ်ဗောနော် ပြီးတော့ဒီဒီယာဒီပေါ့နော်ဒီယာဒီမှာဆိုလို့ရှိရင် live ဈေးအတင်ကစားခဲ့တဲ့ဒီနောက်ဆုံးဒီ Bundesliga 10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အတင်ကဒီနိုင်ခဲ့တဲ့ပွဲစဉ်ကတော်တော်လေးကိုနေခဲ့တယ်။ဒီရာခိုင်နှုန်းအဖြစ်ကျွန်တော်ပြန်ကြည့်လို့ရှိရင် live ဈေးကဒီအနိုင်မရခဲ့တဲ့ဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်အနိုင်မရခဲ့တဲ့ပွဲစဉ်စုစုပေါင်းရဲ့ရာခိုင်နှုန်းကဒီ90ရာခိုင်နှုန်းလောက်တည်းရောက်ရှိရပါတော့။အဲ့တော့ဒီနှစ်သင်းလုံးရဲ့ဒီအချက်လက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ရန်ကြီးအားရစရာအသိမကောင်းဘူးနော်။ဒီပွဲမှာဒီနှစ်ဖက်သင်းအတွင်းဂိုးတွေကိုလည်း ဒီမြင်တွေ့ရဖို့ဆိုတော့ခရင်လိမ့်မလို့ကျွန်တော်ထင်တယ်ဗောနအဲ့တော့ဒီပြီးတော့ဒီနှစ်သိန်းရဲ့ထိထိတွေ့ဆုံခဲ့ရနောက်ဆုံး6 6ကြိမ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း6ကြိမ်ကဒီနှစ်ပတ်သိန်းတွင်းကိုစုစုပေါင်းဒီ3ကိုနဲ့ဒီ3ကိုအောက်ကိုရောက်ခဲ့တယ်ဗောနအဲ့တော့ဒီပွဲမှာဒီ3ကိုတွင်းတည်ရဆိုတော့ကိုပေါင်းကြီးတခုမှာနှစ်သိန်းပေါင်းတွင်းကိုနေလိမ့်မယ်လို့ထင်တယ်ဗောနအဲ့တော့ပထမဆုံးဒီပွဲမှာကျွန်တော်6အောက်ကိုရွေးချယ်ပြီးမယ်ဗော ဟုတ်ပြီအဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနိုင်းဆန်ကားမှာကစားမဲ့ဒီပြင်သစ်လီဂိုဝမ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့လန်အသင်းနဲ့ဒီရိန်းအသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အခြေအကိုကျွန်တော်ပြန်ကြည့်ရင်လန်အသင်းကတကိုးသွင်း၅ပြရှုံးမယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်၃ကိုးသွင်းပြ80ရမယ်ဆိုပြီးတော့ခြေထွက်တယ်ပေါ့နော် ဲ့တော့ဒီလန်သင်းကစားခဲ့တဲ့ဒီနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီနိုင်ဝဲရခဲ့တာအစုပေါင်း၃ပွဲတိရှိခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီနိုင်ခဲ့တဲ့၃ပွဲလုံးကလည်းသူတို့ clean sheet နဲ့နိုင်ထားတာဖြစ်တယ်ပြီးတော့လန်ကသူတို့ရဲ့အင်ဝဲမှာဒီတစ်ဖက်က rain သင်းကိုအဲ့ခံကစားခဲ့တဲ့ပြင်သစ်လီဂိုကနောက်ဆုံး၆ပွဲမှာဆိုလို့ရှိရင်လည်းသူတို့၅ပွဲတိတိနိုင်ဝဲရခဲ့တယ်ပေါ့နော်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းအဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်စုစုပေါင်းတွင်ကို16 18ဂိုးတိရခဲ့တယ်ပေါ့နော်တစ်ဖက်က rain အသင်းကတော့ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Sarabot အသင်းကို အတင်းနဲ့ကစားတယ်သူတို့ရဲ့အင်ကွင်းမှာဆော့ထရဘော့ကိုသူတို့ရှုံးခဲ့ဆိုတော့ဒီနေ့ပွဲစဉ်မှာဒီသူတို့ကလည်းနိုင်ဝဲပြန်ရှာဖို့လိုတယ်ပေါ့နော်ဒါမှမဟုတ် run အတင်းကလမ်းနဲ့ကစားခဲ့တယ်နောက်ဆုံးကိုးပွဲမှာဆိုလို့ရှိရင်သူနိုင်ဝဲလုံးဝမရထားသေးပဲနဲ့ပေးကိုအနည်းဆုံးဒီနှစ်ကိုးနဲ့အထက် ခွင့်ပြုပေးခဲ့ရတဲ့ပွဲစဉ်စုစုပေါင်းကဆိုလို့ရှိရင်လည်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်6ပွဲတိတိရှိရပေါ့နော်ပြီးတော့ rain thing ကဒါသူတို့ကစားခဲ့တဲ့ဒါပြင်းသီးလီကူဝမ်းရဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲတိတိရှုံနေပြီးတော့ဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကသူတို့ရဲ့တိုက်စစ်ကကိုမရထားဘူးပေါ့နော်လမ်းတင်းကတော့ဒါသူတို့ကစားခဲ့တဲ့ဒီဒီပြင်းသစ်လီကူဝမ်းရဲ့အင်ကွင်းနောက်ဆုံး၅ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၃ဘွဲက ဒီသူတို့ရဲ့ခံစစ်ပိုင်းကပေးကိုးတွေခွင့်ပြုမပေးထားပါနဲ့သူတို့တွေအနိုင်ရထားပါဘောနော်အဲ့တော့ဒီပွဲမှာကျွန်တော်လမ်းအသင်းကိုသဘောကျတယ်တကိုးသွင်းငါးပြားရှုံးမယ်ဆိုပွင့်လို့ဒီတစ်ဖက်က rain ကိုသူတို့ရဲ့အင်ကွင်းမှာဒီ1စီ2စီလောက်နဲ့အနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဘောနော်ပြီးတော့ rain ကိုသူတို့ဂိုးမပေးရအောင်လည်းကစားနိုင်နိုင်မယ်လို့ထင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ဒီလမ်းအသင်းကိုရွေးချယ်ပေးမယ်ပေါ့ ဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညဒီတနိုင်း15မှာကစားမဲ့ဒီအီတလီစီးရီးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Udinese နဲ့ AC Milan တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင် AC Milan ဘက်ကကြီးထွက်တယ် level 85ပြားရှုံးဝင်ပေါ့နော်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်3ဂိုးသွင်း95ပြရမှာပေါ့နော်အဲ့တော့ Udinese က AC Milan နဲ့တွေ့ဆွေးဆောင်ခဲ့တဲ့ပွဲစဉ်တိုင်းလို့လို့မှာဆိုလို့ရှိရင် Udinese ကဂိုးကြီးတွင်းတက်တယ်ပေါ့နော်နောက်ဆုံးထိတဲ့တွေ့ဆောင်ခဲ့တဲ့12ချိန်မှာဆိုလို့ရှိရင်လည်းတွင်းဂိုး17ဂိုးကြီးရခဲ့တယ်တစ်ဖက်က AC ရဲ့ခိုင်စေ့ကိုကျွန်တော်ပြန်ကြည့်လို့ရှင် IS ရာတိတ်မရှိဘူးဘောနကြီးပြိုင်ပွဲဆိုဒီနောက်ဆုံး၉ပွဲစတိုင်မှာဒီသူတို့ရဲ့ခိုင်စေ့ကပေးကိုးတွေခွင့်ပြုပေးထားတယ်ပြီးတော့ AC Milan အတင်းကစားခဲ့တဲ့ဒီအဝေးကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေသူတို့ရဲ့ခိုင်စေ့ကပေးကိုး၂ကိုးနဲ့အထက်ကိုခွင့်ပြုပေးထားတယ်ဘောနပြီးတော့2025ခုနှစ်အတွင်းမှာဆိုလို့ရှင်လေ AC ရဲ့ကစားရဲ့စုစုပေါင်း14ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရဲ့ခိုင်စေ့က ပေးကုစုပေါ့90အထိခွင့်ပြုပေးထားတယ်ပေါ့နော်အဲ့တော့အဲ့လိုပဲဒီတစ်ဖက်ကဦးတီးနီနောက်ဆုံးကစားခဲ့တဲ့10ဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ဝဲကအပြန်လည်သွင်းကိုရရှိခဲ့တယ်ပေါ့နော်ပြီးတော့ဦးတီးနီရဲ့အိမ်ကွင်းနောက်ဆုံး9ဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း3ဝဲကနှစ်သင်းပေါင်းသွင်းကိုစုစုပေါင်း3ကိုထိရှိခဲ့တယ်ပြီးတော့ AC ကစားခဲ့တဲ့ဒီအဝေးကွင်းနောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီ boarding to school ဖြစ်ခဲ့တယ်ဘောနော်ပြီးတော့ AC ရဲ့နောက်ဆုံး၁၀ဝဲမှာဆိုလို့ရှင်လေ၈ဝဲက ဒီအပြန်လွန်သင်ကိုးတွေရှိတယ်ပြီးတော့ AC ရဲ့အဝေးကွင်းဒီ series ဒီနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၄ပွဲကနှစ်သင်းပေါင်းသင်ကိုးစုစုပေါင်း၃ကိုးတိရှိရပေါ့နော်အဲ့တော့ဒီပွဲမှာအပြန်လွန်သင်ကိုးတွေရှိလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်မဟုတ်ပြီးတော့နောက်ဆုံး Udinese ရဲ့ကွင်းမှာဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒီ AC နဲ့ Udinese ပေါ့နော်နှစ်သင်းပေါင်းသင်ကိုးတွေမြပြခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီပွဲမှာဒီ၃ကိုးသွင်း95ပြရမယ်ဆိုတဲ့ဂျေးတခုမှာဒီနှစ်သင်းပေါင်းသင်ကိုးတွေ ၃၉လောက်တော့အနည်းဆုံးရှိလိမ့်မယ်လို့ထင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးမယ်ပေါ့အဲ့တော့ဟုတ်ပြီဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်ကဒီနေ့ညတနိုင်ပွဲမှာကစားမယ်စပိန်လာလီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဗလန်စီယာနဲ့စီဗီလာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဗလန်စီယာက level 55ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်း30ရှုံမယ်ပေါ့နော်အဲ့တော့ဗလန်စီယာကစားခဲ့တဲ့နောက်ဆုံးလာလီကာ၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၃ပွဲတိတိဒီသူတို့အနိုင်ရခဲ့တယ်ပေါ့နော် ပြီးတော့ဒီအိမ်ကွင်းမှာဆိုလို့ရှိရင်လည်းဒီဗလန်စီယာအသင်းကဒီအိမ်ကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း9ဝတီတီနိုင်တယ်ဒီတစ်ဖက်ကစီဗီလာကကျတော့လက်ရှိမှာဆိုလို့ရှိရင်3ပွဲစရိုက်ကြီးသူတို့ရှုံးထားတယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်းသူတို့4ပွဲရှုံးတယ်အဲ့တော့ Valencia ကဒီနောက်ဆုံးသူတို့ကစားခဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ပြီးတွေးကြည့်မယ်ဆိုလို့ရှင်သူတို့ Real နဲ့ကစားပေါ့နော်ပြီးအဝေးကွင်းမှာသူတို့ Real ကို2-0ကိုနိုင်ခဲ့တယ်အဲ့တော့ဒီ Valencia အနေနဲ့ဒီနေ့ပွဲမှာဆိုလို့ရှင်လည်းသူတို့ Sevilla ကိုအနိုင်ယူဖို့ ီယုံကြည်မှုပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှင်အားကောင်းနေလိမ့်မယ်လို့ထင်တယ်ဗောနပြီးတော့ဒီပလင်စီယာရဲ့ဒီနိပြတိဖြစ်တဲ့ကာလော့ကော်ပီရဲ့ဗောနသူဆိုလို့ရှင်ဒီပလင်စီယာကိုစပြီးတော့ဂိုင်တွေပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှင်တော်တော်လေးကိုပလင်စီယာအသင်းကရလက်တွေကောင်းလာတယ်လက်ရှိမှာဆိုလို့ရှင်လည်းသူတို့အသင်းကဒီတန်းစင်းစုံကနေပြီးတော့ရုံထွက်နိုင်ရတယ်ဗောနပြီးတော့ရမတ်တီဆိုလို့ရှင်လည်းသူတို့တော်တော်များများစုဆောင်းထားနိုင်ရတယ်ဗောနအဲ့တော့ဒီနေ့ကစားမှာကလည်းဒီပလင်စီယာသူ့ရဲ့အင်ကွင်းမှာကစားမှာဒီတစ်ဖက်ကစီပီလာကလည်းဒီယာဒီအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် သူတို့ပုံစံကောင်းနေရခဲ့ဆိုပေမဲ့လို့ဘလင်စီယာရဲ့ကွင်းမှာတွားကစားရတာသူတို့ကခက်ခဲစေလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာအိမ်ကွင်းအသက်ကြီးရှိတဲ့ဒီဘလင်စီယာကိုတဘောချရပေါ့နော်ဒီတေး55ပြားရှုံးမယ်ဆိုပေမဲ့လို့ဒီပွဲမှာဘလင်စီယာဒီတစ်ဖက်ကစီမီလာကိုအနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးအပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဘလင်စီယာအသင်းကိုရွေးချယ်ပေးလိုက်မှာပေါ့